ခင်ဗျာပတ်စဉ်တင်ဆက်နေတဲ့ကျွန်တော်တို့ editorial talk editor စကားဝိုင်းကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်ဆွေးနွေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်အတွင်းဒီတိုင်းရင်းသားကောင်းဆောင်များရဲ့တနိုင်ငံလုံးအပြစ်ခတ်ရစေးဆိုင်ရာလက်မှတ်ထိုးတဲ့အပေါ်ပေါ့နော် NC လို့ခေါ်တဲ့အပေါ်မှာကျွန်တော်တို့တချို့အဖွဲ့ထိုးမယ်အတိအကျတော့ခုနှစ်ဖွဲ့ထိုးမယ်ကိုအဲနောက်တဲ့ကိုဘွဲ့ကြံမယ်ကျွန်တော်တို့ NCCD 16ဖွဲ့တွေကတော့အဲ့ဒါနဲ့ပတ်သက်လို့ဒီဟာရဲ့တကယ်ငြိမ်းချမ်းရေးအရာဘယ်လောက်အထိ ဟိုတက်ရောက်မယ်ဘာတွေဆက်လုပ်ဖို့ကြံမယ်ဆိုတာရဲ့ဒီလိုမျိုးလက်မှတ်မထိုးနိုင်တဲ့အပေါ်မှာရွေးကောက်ပွဲအပေါ်ဘလို့တက်ရောက်မှုတွေရှိလဲဆိုတာကို ဆွေးနွေးဖို့ဖိတ်ခေါ်တာတော့ဆရာတန်းစိုးနိုင်နဲ့ကျွန်တော်တို့ဆရာဦးဝေးမောင်ကျော်တို့ဖြစ်ပါတယ်ဆရာရေအခုတော့ရှိသမျှဒီ NCC D16 ဖွဲ့မှာပါတော့နော်ဆရာခုနှစ်ဖွဲ့ပေါ့ KNU အပါဝင်တခြားခုနှစ်ဖွဲ့တော့ထိုးနိုင်ပြီပေါ့အဲ့တော့တကယ်တမ်းအကုန်လုံးမပါဘူးဒါပေမဲ့အဆောင်ကလိုအပ်တဲ့နိုင်ငံရေးမူပေါင်းတို့ကျွန်တော်တို့ demarcation တို့တော့ဖွင့်ထားမယ်တော့ပြောတယ်အဲ့တော့အခုထိုးတဲ့ဟာနဲ့တည်းခွနဖွဲ့နေတယ်တကယ်တော့ငိမ့်ငိမ့်ရေးအရာဘလို့အတိတ်ပဲတက်ရောက်တယ်နောက်တစ်ခုဒီဘူကဘာတွေမျောလင့်နိုင်တယ်တကယ်ငိမ့်ငိမ့်ရေးအရာဘူးဆိုရင်အဲ့ဒါလေးကိုဆရာပထမသုံးသပ်ပြီးပေါ့ခင်ဗျဟုတ်ကဲ့အခု ခုဒီက NGA နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြတဲ့အပေါ်မှာကျွန်တော်16ဖွဲ့မှာ9ဖွဲ့ကျွန်တော်တို့သဘောတူညီရေပေါ့လက်မှတ်ထိုးဒါပေမဲ့တကယ်အဲ့ဒီ9ဖွဲ့ဆိုတာလည်းပြန်ထုတ်လိုက်တဲ့အခါကျတော့ KNU နဲ့ပတ်သက်နေတဲ့ဖွဲ့စည်းအုံဖွဲ့ဖြစ်နေတဲ့အခါကျတော့တကယ်လက်မှတ်ထိုးတာ9ဖွဲ့ပေါ့ဗျာအဲ့တော့ဒီ NCA ဆိုတာ Nation Wide ကျွန်တော်တို့တပြည်လုံးတိုင်းတာနဲ့တို့ဒါစာချုပ်အပြည့်စာချုပ် ထိုညောမငဲ့ပြီးတော့ကျွန်တော်တို့ကျင်ကျင်လုတ်ခဲ့တာပေါ့ဒါမှမဟုတ်ခုနောက်ဆုံးဖြစ်သွားတဲ့အနေထားကြတော့ဘာသွားဘာနဲ့သွားတူလဲဆိုတော့ပြည်တော်စုနေ့တုန်းကဒီသမရာကြီးဦးသိန်းစိန်ကိုတိုင်နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ NCA ကိုလက်မှတ်ထိုးဖို့အတွက်အကျိုးသူအနေနဲ့ထောက်ခံပြီးတော့လက်မှတ်ထိုးတဲ့ဖြစ်စဉ်နဲ့ဘာမှသိမခွာလောက်အဲဒီခုဒီတစ်ခါဆိုရင်ပို့ပြီးတော့နည်းနည်းဆိုးလာတာကအရင်တော့ အဲ့ဒီလက်မှတ်ထိုးရတဲ့အချိန်မှာပါဝင်တဲ့ RCSS ကတော့မှအခုအချိန်မှာကျွန်တော်တို့မိုင်းပေါ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲဖြစ်စဉ်တွေကြောင့်မို့သူတို့ကတော့ပါဝင်လက်မှတ်ထိုးရေးဆိုတာကတော့မသိကြတဲ့အနေထားအဲ့ဒါကတော့ကျွန်တော်တိုင်းပြည်ရဲ့လူ့ရှိတည်တာမဲ့ညဉ့်ညာရေးတည်ဆောက်ဖို့အတွက်ပထမခြေလမ်းမှာကိုတော်တော်လေးကိုကျွန်တော်တို့အားနည်းနေတာကိုကျွန်တော်တွေ့ရပါတယ်အဲ့လိုတွေ့ရတဲ့အကြောင်းကလည်းအခြေခံကဘာပေါ်မှာမူတည်ပြီးတော့ကိုယ်တာလဲဆိုတော့ဒီ တပီလုံးတိုင်းတာဆောင်တဲ့ကျွန်တော်တို့အပြစ်ခတ်ရစိလုံးမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့နိုင်ငံလုံးမှာရှိနေတဲ့အဖွဲ့အစည်း22ဖွဲ့လုံးမှာကျွန်တော်ပါဝင်စေချင်တယ်အဲ့လိုပါဝင်နဲ့အဲကျွန်တော်တို့ဆွေးနွေးပွဲမျိုးအဲကျွန်တော်တို့လက်မှတ်ရေးထူပွဲမျိုးလုံးမှာတာလဲအတိတ်ပဲရှိမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အခုကအခုကအနေထားကြည့်ရတာကဒီမြောက်ပိုင်းမှာဒီဆက်လက်ပြီးတော့ကျွန်တော်တို့ဟိုတိုက်ပွဲဝင်နေတဲ့အင်အားစုတွေနဲ့တောင်ပိုင်းက အစိုးရနဲ့ညီညာရေးယူနေတဲ့အင်အားစုတွေတောင်ပိုင်းမြောက်ပိုင်းနှစ်ပိုင်းများကွဲပြီးတော့တွားကြပြီလားအဲ့လိုသဘောထားတွေဟာကျွန်တော်တို့ဒီအခုအာဒီတစ်ဖက်ကကျွန်တော်တို့ UNFC ထဲမှာအဲ့လိုတွေပေါ်လာတာတွေတွေ့ရတာတော့တခုကကျွန်တော်တို့ဒီ NCA လက်မှတ်ထိုးမယ်အတင်းအခုဒီအော်တိုဘာလအတွင်းမှာထိုးမယ်ဆိုလို့ရှိရင်ဒါမှမပြည့်စုံဘူးလို့ကျွန်တော်ပြောရမှာနောက်တစ်ခုကပို့ပြီးတော့လေဒီ ညဉ့်ညံ့ရေးတွေတော့အလားအလာအဖြစ်တော့အလားအလာအနေနဲ့တော့ကျွန်တော်တို့တော်တော်လေးကိုအားမရစရာကောင်းပါတယ်သို့တော်ညာလဲကျွန်တော်ဟိုတော့တခုတော့အတိမတ်ပြူတာပါလဲဆိုတော့နိုင်ငံရေးမူပေါင်းချီလိုဝက်ဆက်လုံးမယ်နောက်ပြီးတော့ demarcation line တွေဆွဲရမယ်စသဖြင့်ဘယ်လိုချင်းနေပဲဖြစ်ဖြစ်ပေါ်ဆက်လက်ပြီးတော့ဖြစ်ပေါ်တူပါအောင်မဲ့အနေထားတွေကျိုးပမ်းမဲ့အနေထားတွေအတွက်တော့ကျွန်တော်တို့ကတော့ဆက်ပြီးညှော်လင့်နေပါ ဟုတ်ကဲ့ခင်ဗျအဲ့တော့ NCA လုပ်ငန်းစဉ်ကတကယ်ခုနှစ်ခုရှိတယ်ပေါ့ဒီဟာလက်မှတ်ထိုးတာတော့ပထမဆုံးဆင်မရှိပါသေးတယ်အဲ့ဒါနဲ့အခုလောလောဆယ်စတဲ့အစမှာပဲပေါ့နော်ကိုအေးမောင်ကျော်နေနဲ့ပေါ့အခုဟိုတောင်ပိုင်းမြောက်ပိုင်းတောင်ပိုင်းတချို့ပဲပါမြောက်ပိုင်းတစ်ခုလုံးကြံခဲ့တဲ့ပေါ့ဘလို့တန်ရောက်မှုတွေရှိတယ်ဆိုတာလေးကိုနည်းနည်းထည့်ပြီးတော့သုံးသပ်ပေးပါဦးဆရာကြီးအခုကမြောက်ပိုင်းမှာပေါ့လေမြောက်ပိုင်းမှာကြံတာကခုနှစ်ဖွဲ့ပေါ့တကယ်ပြောတော့အဲ့ထက်မှလည်းအုပ်စုနှစ်ခုရှိတယ်တကယ်ကျွန်တော်တို့ခွဲကြည့်ရင် ဝရဲ့မိုင်းလားရဲ့ SSPP SSA ပေါ့နော်ဒါတစုပေါ့နောက်တစ်ခုက KIA ရဲ့ကိုကန့်ရခိုင်နဲ့ပလောင်တပ်ပေါ့နော်ဒီလေးလေးဘွဲကတစုဒီလိုပြောလို့ရတယ်ဝကကြတော့ तू ကငကိုတဲ့က तू ကတရားမထိုးဘူးလို့ပြောထတာပေါ့နော်တခြားလုံး तू तू ကဒီလိုအပေါ်စင်းကနေပဲစောင့်နေပေါ့နိုင်ငံရေးဆွေးနွေးပွဲကနေပဲဒါ तू ထိုးဖို့မလို့ဟိုတော်တော်လည်း तू ကအချက်စက်တစ်ချက်ပါတယ်ကျင်ရက်ထုထုတ်တယ်ပေါ့နော်အဲ့ထက်မှလည်းဒီလင်းပြောထားတယ်အဲ့ထက်မှ စဉ်းစားစရာကောင်းတာနံပါတ်6အချက်မှာသူကယူနန်ပြည်နယ်နဲ့သူဂရိခန္ဓာတယ်ပေါ့နော်ဒီစာချုပ်မှာအနောက်နိုင်ငံတွေကပါလို့ရှိရင်သူတို့မထိုးဖို့ဆိုအဲ့တော့သူကဝင်ထိုးမယ်ဆိုရင်ဒါယူနန်နဲ့သူတို့ကြားမှာမျက်နှာပြက်စရာရှိတယ်ဆိုပြီးပြောတယ်ဒါကတော့လည်းထူဆန်းပြီးအအောင်ဖော်ရကောင်းတဲ့ကိစ္စပေါ့တော့ကျွန်တော်တို့နေဆက်ဒေသတွေရဲ့အခြေအနေကိုဒါကြောင့်များဟတ်တာပေါ့နော်ဒါအဲ့တော့မိုင်းလန်းနဲ့ဒီ SSPP ဖို့ပြောရင်သူတို့ကဒီစာချုပ်ဟာအရင်သူတို့ချုပ်ထားတဲ့စာချုပ်တွေအားသာချက်ရှိတယ်ဆိုတော့သူတို့ကသဘောပေါက်တယ်ကျွန်တော်မေ့ကြည့်တဲ့လောက်တော့ သူသဘောပေါ်တယ်ဒါပေမဲ့ဘဝမပါတဲ့အတွက်ကြောင့်သူတို့မပါတာဒါပါပဲမိကြည့်လိုက်တော့လေအဲ့တော့အပေါ်မှာကျတော့ KIA ရကျတော့ဒါ KIA နဲ့ပြဿနာကဟိုစောရီယာစူရနဲ့ဖြစ်တာခဲ့တယ်ပေါ့ဗျာဒီကျွန်တော်တို့တပိန်ရက်လျက်စစ်တို့အရောကိစ္စအနေစပြီးတော့နောက်ဆုံးပိတ်အစိုးရဘက်ကလည်းဒါတစ်ဖက်သက်ပြစ်ခတ်ရဆဲတာတွေပဲလုပ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာတခါတိုက်ပွဲတွေပြန်ဖြစ်တယ်ဖြစ်တဲ့ခါကျတော့အစိုးရတပ်တွေက KIA လိုက်စားဌာနချုပ်ကအပေါ်ဝအထိသူတို့နေရာတက်ယူလိုက်တယ်ပေါ့နော် ဲ့တော့64ခုနှစ်တုန်းကသဘောတူရင်ကျမိန်းကြောင်းတွေအများကြီးကျော်သွားတယ်ဒီလိုအခြေအနေဖြစ်တယ်အဲ့တော့ဒီပုံမှန်ကိုကြည့်ရင်လုံးဝမကျေနပ်ဘူးဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကိုးကန်းပါလာတဲ့ကိစ္စပေါ့နော်အဲ့တော့ကိုးကန်းဝင်လာတဲ့ကိစ္စဟာဒီသူကလည်း NC အမိပေါ့နော်လက်နဲ့နဲ့တိုက်ခိုက်သိမ်းပြပြီးတော့နေရာတစ်ခုကိုသူရအောင်ယူတာပဲအချိန်မီယူတာပေါ့နော်ဆိုတော့ဒီပုံစံကိုအစိုးရဘက်ကမြင်လာကြတော့ဒါပြည်သူစစ်ကအဆက်လို့မမြင်ဘူးဒါအချို့ကြတာထိပါတယ်လို့ဆိုတော့တတ်မှတ်တယ်ဒါမှမဟုတ်အပြင်းထန်သူတိုက်ခိုက်တယ်ပေါ့ အဲ့တော့ဒီကိစ္စကို तू အရှုပ်ပေးမယ်ဆိုရင် तू အတွက်လည်းဒါအရှက်ကွဲတဲ့ကိစ္စလို့ तू ကယူဆတယ်။နောက်တစ်ခါကတရုတ်ပြည်နဲ့ပါဒီကောင်ကပြဿနာတော်တော်လေးဖြစ်ခဲ့ဖြစ်ဖြစ်ခဲ့တယ်ပေါ့နော်ဒီကိုကံပြဿနာ။အဲ့တော့ကိုကောင်လွယ်လူလက်လျှော့ပေးဖို့ဆိုတာအစိုးရဘက်ကခက်ခဲရှိပုံရတယ်။အဲ့တော့ဖြစ်စေချင်တာကျွန်တော်တို့အလုံးအားတော့ဒီလိုအကုလုံးပါရင်တော့အကောင်းဆုံးပေါ့နော်။ဒါမှမဟုတ်လောဆယ်မှာဆိုရင်ဒီကိုကံတစ်ခုကလွယ်ရင်တော့ကျန်တာတွေကိုအစိုးရရှုပ်မဲ့သဘောရှိတယ်။သို့တော့ကိုကောင်ကတော့ तू ကတော့ဒါကျန်နေတယ်။ဆိုတော့ခါကျခုနပြောတော့ KA နဲ့ကိုကောင်နဲ့နှစ်ခု ပြဿနာနှစ်ခုကြောင့်ကျွန်တော်တို့အဲ့လိုဖြစ်သွားတယ်ပေါ့အဲ့တော့ခြုံလိုက်တော့မြောက်ပိုင်းနဲ့တောင်ပိုင်းလိုလိုဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီကောသူတို့ပြောတဲ့ FUA ရူပါရဆိုရရှိတယ်ပေါ့နော်ဟလာ Federal Union Army ရူပါရဒါတွေကလည်းအဲဒီတိုင်းဆိုရင်တော့တစ်ဖက်ကပြောရင်ဒါတွေကမဖြစ်နိုင်တော့ဘူးပေါ့နော်ဒီဒီမြန်မာချက်တွေလည်းသူတို့ဟိုပြောင်းသွားမဲ့သဘောရှိတယ် ဟုတ်ကဲ့ခင်ဗျာအဲ့တော့ကျွန်တော်တို့အခုဒီငငယ်ဖြစ်စဉ်တွေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ SS RCSS ပေါ့ SSC တောင်ပိုင်းကတော့သူတို့နာမည်တွေမှာရွေးကောက်ပွဲပဲဆွဲတာတွေရဆိုင်တာပေါ့သူတို့တရားဝင်ထုတ်တယ်အဲ့လိုပဲ KIN ကနာမည်တချို့မှလည်းဖြစ်တယ်လို့ကျွန်တော်တို့ဒီလက်မှတ်ထိုးထားတဲ့ကရင်ကကြရင်စိတ်ကြီးနဲ့ပုံဝန်ကြံရွာတရားလောက်ကလည်းသူတို့ပြင်မဲဆန္ဒ အဲစီးရင်မကောက်နိုင်တလို့လုံးကြုံရင်လည်းမပေးနိုင်ဘူးအဲ့တော့အခုလို့ဟိုကျွန်တော်တို့ရှေ့မတူဟိုလက်ခဲတီးလင်းဖြစ်နေတဲ့ငိမ့်ငိမ့်နဲ့ဆက်နွယ်ပြီးတော့တချို့တိုင်းရင်းသားဒေသတွေမှာဒီရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေဘာလိုမျိုး ဖြစ်လာနိုင်လဲဆိုတာကိုဆရာတန်းဆွန်နိုင်တယ်ကျွန်တော်သုံးသပ်ပြပေါ့ခင်ဗျဟုတ်ကဲ့အဲကျွန်တော်တို့ကဒီဒီငိမ့်ငိမ့်ဖြစ်စဉ်တွေပတ်သက်ပြီးတော့ကျွန်တော်တို့ကဟိုကြည့်တဲ့အခါမှာကျွန်တော်နေဆက်ဒေသနဲ့တောင်နှံဒေသတွေလောက်ပဲကျွန်တော်တို့ထင်တယ်ဘူး ဒါပေမဲ့အခုပြီးခဲ့တဲ့ဂျပန်ကကျွန်တော်တို့ကျွန်တော် UPWC ကျွန်တော်တို့အလုပ်ဖွဲ့အနေထုတ်တဲ့စနန့်ကိုကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါကျတော့ပရိဒုခဖြစ်နေတဲ့အဲနေမြူမှာရှိနေတဲ့အဲပြည်သူတွေရဲ့အခြေအနေကတပီလုံးမှာရှိနေတဲ့လူဦးရေ40ရာခိုင်နှုန်းရှိတယ်တပီလုံးမှာရှိနေတဲ့လူရေ40ရာခိုင်နှုန်းဆိုတော့ကျွန်တော်တို့လူတန်း20လောက်ဟာကျွန်တော်တို့ဟိုဒီမဒီညီမှုတွေ ဒီလိုတိုက်ပွဲတွေဖြစ်ပွားမှုကြောင့်ဒီရွေးကောက်ပွဲမှာနော်ပေါင်းဝင်မရဘူးဆိုတော့ကျွန်တော်တိုင်းပြည်တွေတော်လေးဝန်နေစရာကောင်းတယ်ဒီလှုပ်ရှားမှုဒီ brief ခါတွေဖြစ်လာကစားတော့ကျွန်တော်တို့အဲ့လိုလူညိုရင်းရစိတ်ဖြားတဲ့နယ်မြေမြို့နယ်90ရှိတယ်အခု100ကျော်လောက်ဖြစ်သွားပြီအဲ့တော့ဒါဟာညီညာရေးအတွက်ဆွေးနွေးနေကြရင်းနဲ့အခုကကျွန်တော်တိုင်းပြည်အတွက်အရေးကြီးတဲ့အာကျွန်တော်ဗမာပြည်မှာဆိုရင်ကျွန်တော်တို့ဒီ2015ခုနှစ်ရွေးကောက်ပွဲကအတော်လေးမျှော်လင့် ထားတယ်အဲ့ဒီထဲကနေပြီးတော့အခုမြို့နယ်ပေါင်းတရာကျော်ဆိုတော့ဗမာပြည်မှာရှိနေတဲ့မြို့နယ်ပေါင်း300ကျော်ရဲ့၃ဘုံ၃ဘုံလောက်ဟာကျွန်တော်တို့ရုပ်ောက်ပွဲတဲမှာသူတို့ရဲ့ဆန္ဒကိုဖော်ပြခွင့်မရဘူးဆိုတာကျွန်တော်တို့ဒီနေ့ရင်းရင်းနဲ့ဆက်နွယ်ပြီးတော့ဖြစ်လာတဲ့ယူကောက်ပွဲအတွက်ကျွန်တော်တို့တော်တော်လေးကိုကျွန်တော်စိတ်မကောင်းစရာအခြေအနေဖြစ်ပါတယ်နော်အဲ့ဒီအထဲမှာလည်းနည်းနည်းထူးခြားတာတွေတခုကထူးခြားတာတချို့ကဘာလဲဆိုတော့ဒီ အစိုးရနဲ့တိုက်ပွဲဖြစ်နေတဲ့အင်အားစုတွေရဲ့နေမီးတင်းနော်ဒီရွေးကောက်ပွဲလွတ်လွတ်မရတာလားဆိုမဟုတ်ဘူးအစိုးရနဲ့ငြင်းငြင်းရယယူထားတဲ့အဖွဲ့အစည်းတွေကလည်းအခုချိန်မှာဒီရွေးကောက်ပွဲကိုတားမြစ်လာတာနေဆရာခုနကပြောတယ်လို့ရှိတယ်ဗောအစီအစဲဆက်ကခုမိုင်းပေါ်မှာပြစ်လာပဲဟာနောက်ပြော KIA ကလည်းသူတည်တာမှာဒါကျွန်တော်တို့အဲမဲဆွဲတာစီးအောင်တာမလုပ်ဖို့အဲနောက်ဆုံးမှာဆိုရင်တော့ဟိုဥစကုံတင်းရဲ့နေမြေကနေပြီးတော့နော် နေမြေမှာဆိုရင်လဲဒီ NLD နဲ့သူတို့ဒေသခံတိုင်းရင်းသားပါတီနှစ်ခုကိုလာရောက်ပြီးတော့သူကမက်ဆေ့ချ်ရုံးတာတွေလုတ်ခွင့်မပြုဘူးဆိုတော့အဲ့ဓာတွေကြားတဲ့အခါကျတော့ဓာတွေကရွေးကောက်ပွဲကော်မရှင်အနေနဲ့ကိုကဓာတွေကဂိုင်းတွင်နိုင်တဲ့ကိစ္စတွေကိုသူတို့ ကိုင်းတွင်းနေတာတွေ့ရပါတယ်ဒီရွေးကောက်ပွဲ2010တော့လဲဆိုတော့ဝါပြီဆိုမလုပ်ခဲ့ဘူးလေအဲ့လိုပဲကချင်တို့ကတော့တချို့နေရာတွေဂျန်ခဲ့တယ်2012ကြာပြတ်မှာလဲဂျန်ခဲ့နေရာတွေရှိပါတယ်အခုတက2015မှာအခုလိုမျိုးငင်းငယ်မဖော်ဆန်တယ်လို့ဆိုတော့လို့အစိုးရနဲ့ဖြစ်နေတဲ့အဖွဲ့တွေမကောက်ဘူးတချို့ပြည်သူစစ်နေရာတွေမှာလဲရှိတယ်ဝါဆိုရင်လဲသူသဘောတူညီမှုယူထားပြင်မဲ့သူတို့မဲစင်းတော့ကောက်ခွင့်မရှိဘူးကောက်လို့မရအောင်အဲ့တော့အဲ့ရတွေအတွက်အဲ့နယ်မြေတွေအစိုးရဆိုရင်ကျွန်တော်တို့ဒါဟို40ရာခိုင်နှုန်းလောက်တော်တော်ကြီးမားတဲ့မဲစင်းတာရှင်တွေစုံစုံအဲ့ပုံမှာဆရာဘလို့ဘလို့အ ံပေးလို့ရတယ်ဒီမှာအဲ့နေရာတွေကကြံခဲ့ကျွန်တော်တို့အခုလုပ်နေတဲ့2015ရွေးကောက်ပွဲက inclusive ပေါ့ဗျအားလုံးပါဝင်နိုင်တဲ့ဟာတကယ်ရောဖြစ်သေးလားဆိုတော့ဆရာသုံးသပ်ပြပေါင်းကြရဲ့အေးအဲ့ဒါငကောကတော့ဒီဝနယ်မှာပဲ၄မြို့နယ်လောက်ပဲကြံတယ်လေသူတို့မဲစင်းရဆိုရင်ဒါပေမဲ့အခုတဖြည်းဖြည်းနဲ့များများလာတယ်ကိုလည်းနေကင်တိုက်ပွဲတွေလည်းစိတ်လာတဲ့အခါကျတော့ဟို ACSS ကသူ့နယ်မြေမှာစီးအောင်လုပ်ဆောင်မှုမလုပ်ဖို့ပြောတဲ့ ဟာကသူ့နယ်မြေဆိုတာကမြို့နယ်30လောက်ရှိတယ်လေနင်းတော်ရှမ်းပြည်နယ်တဝက်လောက်ရှိတယ်အဲကျွန်တော်ရှမ်းပြည်နယ်တဝက်လောက်ရှိတယ်အဲ့တော့ဟိုဒီဒီကချင်မှာဆိုရင်ကျတော့ဒီမြို့နယ်3ခုပေါ့နော် NDAK ကနေကျင်းညာတာချက်ပွေရယ်ဆော့လော်ရယ်အင်းချမ်းရယ်အဲ့မြို့နယ်3ခုဆိုတာအဲ့မခမ်းမြို့ရဲ့အရှိပဲချမ်းအကုန်လုံးပါသွားပြီလေအဲ့ပဲချမ်းပြည်သူတွေအားလုံးမဲပေးခွင့်ရမှာမဟုတ်အဲ့တိုင်းဆိုရင်ပေါ့နော်အဲ့တော့ဆိုလိုတာကတော့ ဒါရီယာသူတို့ဘာကြောင့်တည်လို့ပြောကြသလဲဆိုတော့သူကဒါတချို့ကစစ်ရေးပေါ့နော်တချို့ကကိုဂျိုစီဘွားတွေပေါ့အခုနဒီ NDK ဆိုရင်တော့ဒါ BGF လေသူကနေကြဆောင်တက်ပဲဆိုတော့သူ့မှာကဒီအစိုးရလက်ထက်မှာဒေါ်လူညှိနှိုင်းပြီးတော့လုပ်နေတဲ့စစ်ပွဲရေးလုပ်ငန်းတွေအများကြီးရှိတယ်တစ်တယ်လဲအဲ့ဒီကနေဖြတ်သွားနေတယ်ခွန်နေရနေတယ်တတ်ထုတွေလည်းတူးနေတယ်တတ်ထုဆိုတာမှတော့အခု Rare Earth လို့ခေါ်တဲ့ဒီမူလဒီနန်တို့ကတော့ထွက်တယ်ဆိုတော့ဒါရီယာလေးအဖူးတန်နေဆိုတော့ကြတော့ဒီလူခွန်ရေးတွေကိုအစိုးရပြောင်းလဲသွားရင်သူတို့ကလက်လွတ်အောင်မှာသူတို့စိုးရိမ်နေတယ် အဲ့တော့ခါကျတော့အစိုးရမပြောင်းတဲ့နေရာကြန့်ခိုင်မှုမျိုးတွေပဲဒီမှာလာမဲဆွဲပြီးတော့အောင်နိုင်တယ်ဆိုရင်ဒါသူတို့အစိုးရမပြောင်းဘူးပေါ့ဆိုတော့အဲ့ဒါကြောင့်ကြံတဲ့အတိုင်းခံကိုသူတို့မဖိတ်ခေါ်ဘူးဘလို့လာဘူးဒီလိုသဘောတွေဖြစ်လာတာပေါ့အဲ့တော့ဘာလဲဆိုတော့ဒါတွေအကျိုးစီးပွားနဲ့ရှင်ပြီးဖြစ်လာတာပေါ့အဲ့တော့ငင်းညာရေးဟိုဆိုရဲအောက်မှာဒါအဖွဲ့သေးသေးလေးပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့အခုလက်မှတ်ထိုးမဲ့ဖွဲ့တွေတဲမှာအကြီးကြီးတွေအများကြီးရှိတယ်။နေဆက်ဒီဇိုင်းမှာကင်ထားတာတွေအများကြီးရှိတယ်ပေါ့နော်။အဲ့ဒီပုံကူတွေရောဒီလိုနေနေလက်မှတ်ထိုးပြီးတွေအောက်မှာဒီလိုကျိုးစီးပွားတွေနဲ့ဒီလိုဖြစ်လာရင်တကယ်တမ်းကျွန်တော်တို့ပြောနေကြတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဆိုတာဖြစ်နိုင်မှာမလားပေါ့နော်ဒါတွေလည်းစဉ်းစားရရှိဥပမာပုံမှန်စက်ကွန်တစ်ပေါ့နော်ပုံမှန်စက်ကွန်တစ်ကိုကျွန်တော်တို့ဖြတ်ပြင်မယ်လေဖြတ်ပြင်မယ်ဆိုရင်မဲ့ပုံမှန်စက်ကွန်တစ်မဖြတ်လည်းဘာမှမဖြစ်ဘူးတို့ကနေစားမှာတော့အေးဆေးနေလို့ရတဲ့အပိုင်းတွေရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေပေါ့နော်စဉ်းစားရရွေးကောက်ပွဲမှာဟလာကျွန်တော်တို့ပြည်မမှာလည်းမဲစင်းနေရရမ်းမထားတယ်ဒါဥတည်ရယ်ကော်မရှင်ကလူများဝေဖန်နေတာနိုင်ငံတကာကလည်းပြောနေတယ်ပေါ့ဗျာအကြီးကျယ် ဆိုအဲ့ဒီမှာကိုတန်းတဲ့ချီပြီးကျွန်တော်တို့ရော့မယ်အခုပြည်နယ်တွေမှာလည်းထပ်ပြီးတော့တန်းတဲ့ချီရော့မယ်ဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ inclusive ဆိုတဲ့ပြဿနာတော်တော်လေးပေါ်လာနိုင်တယ်ဗျာ2015ရွေးကောက်ပွဲရပါတော့ ကျွန်တော်တို့အဲ့လိုစိုးရိမ်စရာအခြေအနေတခုဖြစ်လာလိမ့်မယ်လို့ထင်နေကြတာဒီကနေ့ဟုတ်ကဲ့ဒီမှာခုနောက်ဆုံးနေ့ကကျွန်တော်မေးချင်တာကတော့အခုတော့ဟိုလက်မှတ်ထိုးတဲ့အဖွဲ့တိုင်းသားအဖွဲ့လက်မှတ်မထိုးတဲ့တိုင်းသားအဖွဲ့ဆိုတော့ဖြစ်သွားတာပေါ့နော်အဲ့တော့ဆိုတော့ဒီကလည်း process အနေနဲ့ဆက်သွားမယ်နောက်တဲ့ခုနှစ်ချက်လောက်ရှိတာဟုတ်အဲ့တော့ကျတော့တိုင်းတိုင်းသားလူမျိုးတွေထဲမှာဘယ်လိုမျိုးပြတ်သွားနိုင်လဲအထူးသဖြင့်လက်မှတ်ထိုးတဲ့အဖွဲ့ရဲ့မထိုးတဲ့အဖွဲ့ရဲ့ရှေ့ဆက်ပြီးတော့ငင်းငယ်ကြီးလုပ်ငန်းတွေကောက်အကောင့်တွေဖော်တဲ့အခါမှာဘယ်လိုမျိုးတိုက်ရောက်မှုတွေရှိလဲဆိုတော့ဆက်သုံးသပ်ပါအောင်ကြာဟုတ်ကဲ့ဟိုဒီလိုဖြစ်သွားတဲ့ အနေထားတော့တခုကတော့ကျွန်တော်တို့ဒီဒီတိုင်းနာလက်နက်ကိုင်အဖွဲ့အစည်းတွေဟာအခု UNSC ဆိုတော့တတုတစုတစည်းဖြစ်လာတာတော့ဒါသူတို့တဲမှာတော့ပုံပြီးစီးရုံးမှုရှိလာတာပေါ့ဗျာဒါပေမဲ့အဲ့ဒီမှာတခုကတော့တောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့မှာဒီ UNFC တဲမှာခေါင်းဆောင်မှုနေရာနဲ့ပတ်သက်ပြီးတော့ဟိုသူတို့သဘောထားမတူတာလေးဖြစ်တယ်အထူးသဖြင့်ပြောရလို့ချင်းပွင့်လင်းပြောရလို့ချင်းတော့ တောင်ပိုင်းက KNU ကလည်းကောင်းဆောင်မှုရခြင်းတယ်။မြောက်ပိုင်းကကျွန်တော်တို့ KIA ကလည်းဒီခု UNFC ရဲ့သူကောင်းဆောင်ဖြစ်နေတယ်။အဲ့တော့အဲ့ဒီကောင်းဆောင်နှစ်ယောက်ဟိုကတောင်ပိုင်းနဲ့မြောက်ပိုင်းသဘောထားကွဲတဲ့အခါမှာကြံတဲ့အင်အားစုတွေလည်းလိုက်ပြီးတော့သဘောထားတွေကွဲသွားကြတယ်။အဲ့တော့အခုလက်မှတ်ထိုးမယ်ဆိုတဲ့အဖွဲ့အစည်းတွေကြီးလိုက်လို့ချင်း KNU က၃ဘွဲ့ပါတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ CNF တို့အာနောက်ပြီးတော့ရခိုင်တို့ပို့လို့ ဲ့ဒီအဖွဲ့အစည်းတွေကလည်းလက်နက်ကင်အင်အားမရှိတဲ့အဖွဲ့အစည်းတွေအဲ့တော့တို့ကလည်းတို့ကလည်းဒီမှာဒီငင်းငင်းကြီးလက်မှတ်ထိုးမယ်လက်မှတ်ထိုးပြီးတော့တို့ဒေတာဖွံ့ဖြိုးရေးအမိခံပြီးတော့တို့ကိုကြိုးစည်းပွားတွေတိစောက်ကြတာတွေရှိမယ်ဒါမဲ့ဒီမြောက်ပိုင်းကြတဲ့အခါကျတော့မြောက်ပိုင်းမှာကြတဲ့အခါကျတော့အမျိုးသားအကျိုးစီးပွားအတွက်တို့ဆက်လက်ပြီးတော့ဟိုဆက်လက်ပြီးရက်ခံပြောဆုံးမယ်တိုက်ပွဲဝင်မယ်ဆိုတဲ့သဘောထားရှိတယ်အဲ့တော့တို့စိုးရိမ်နေတာပါလဲဆိုတော့ ဟိုဒီမြောက်ပိုင်းကဟိုစိုးရိမ်နေတာကအရင်တုန်းက1990ခုနှစ်ကလို့ဖြစ်မျိုးဖြစ်မှာစိုးရိမ်နေဆိုလိုတာကမြောက်ဘက်မှာကျွန်တော်တို့ညဉ့်ညဉ့်ယူပြီးတော့တောင်ဘက်ကကျွန်တော် KNU ဒေသတွေကိုတိုက်ပွဲတိုက်ပွဲတွေထိုးစစ်ဆင်မှုအောက်မှာ KNU ကဒီလိုဖြစ်သွားတယ်အခုဒီလိုထပ်ဖြစ်မလားဆိုပြီးတော့စိုးရိမ်နေတာရှိတယ်အဲ့ဒါကြောင့်မို့အခုကတော့ဟိုဒီလက်မှတ်ထိုးလိုက်တဲ့တိုင်အောင်တောင်ဘက်ကညဉ့်ညဉ့်ရယူလို့တဲ့အင်အားစုတွေနဲ့မြောက်ဘက်က အင်အားစုတွေကြားထဲမှာအာကြီးမားတဲ့ကွဲပြဲမှုတွေဖြစ်သွားတော့ဒါဟာကျွန်တော်တို့ဒစီတလုံးနဲ့တော့သူတို့အမျိုးသားကြိုးစည်းပွားအတွက်ရှေ့ဆက်ပြီးတော့တောင်းဆိုပြောဆိုလုပ်ကင်ရမယ်ကိစ္စတွေမှာတော်တော်လေးကိုအာအန္တရာယ်ဖြစ်နိုင်မယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့်ကျွန်တော်တို့ဒီဟောပေါ့အာကျွန်တော်တို့ demarcation line တွေပေါ့ဆွဲရတာနေမီခွဲခွဲဝေမှုတွေနောက်ပြီးတော့ကြည့်ကြရေးအဖွဲ့တွေ monitoring တွေဒီအလုပ်တွေလုပ်ဖို့ကို ကျွန်တော်တို့တော်တော်ကြီးမားတဲ့အခက်ခဲနဲ့ကြုံအောင်ဟုတ်မှာပဲအဲအဲ့တော့ဆိုတော့ကကျွန်တော်တို့ဒီ NCA ထုတ်ပြီးတော့ညာလဲနော်ခုနကကျွန်တော်တို့ဒီမူပေါင်းရေးဆွဲတာနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်ဆိုတာအသာထောင်းဒီဗမာပြည်မြောက်ပိုင်းမှာတနတ်တန်မထွက်ဖို့ဆိုတဲ့ကိစ္စကိုကတော်တော်ကြိုးစားအောင်မယ်အနေထားဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလင်းပါတယ်ဟုတ်ကဲ့ခင်ဗျာအဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျာ